အလယမ only fan မမကြီးနဲ့ဒိတ်နေတယ်လို့သတင်းတွေထွက်နေတဲ့လမယမေဘာဂျီလိုနာတင်းရဲ့လူငယ်ကစားသမားလမယမေဟာ only fan model party bus squad နဲ့ချစ်ကြိုက်နေတယ်ဆိုတဲ့ကောလာဟလတွေနဲ့ရင်ဆိုင်နေရပါတယ်အသက်ဆက်ကုန်နေရွယ်တာရှိသေးတဲ့လမယမေလေးဟာပြီးရရတီကဘာဂျီလိုနာအတင်းအတွက်ဖြီးတွင်ပလာသုံးလုံးစုကူရမှာတကယ်ကိုရေးပါတဲ့အခန်းကဏ္ဍကနေဆွမ်းပုံပါဝင်ကူညီပေးခဲ့ပြီးတဲ့နောက်မှာတော့ခုလိုနာယူချိန်လေးတွေကိုထိုက်တဲ့တဲ့ပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီအလယမနာယူမှုကပဲသူကို party bus squad နဲ့ချစ်ကြိုက်နေတယ်ဆိုတဲ့စပိန်ဘောလုံးလောကတစ်ခုလုံးကိုလိုင်းထန်သွားစေခဲ့တဲ့သတင်းတွေကိုဖြစ်ပေါ်စေခဲ့တာပဲဖြစ်ပါတယ် ဇာမဲလိုထွန်းတောက်လာမဲ့ဂျေပုန်လေးတို့အတွက်တော့ဒီလိုမျိုးကိုရေးကိုတာကိစ္စတွေကောလာဟာလာတွေဟာသူ့ရဲ့တောက်ပနေတဲ့အနာဂတ်ကစားသမားဘောက်ကိုမထိကရရလေအောင်အထူးသတိထားဖို့တော့အမှန်တကယ်လိုအပ်ပါတယ်ဒီချီရေးချီရကောလာဟာလာတွေဟာဘယ်ကနေဘလို့စတင်ခဲ့လဲဆိုတာကတော့မွန်တိုဒီပိုဒီပိုသတင်းဌာနရဲ့ဖော်ပြချက်တွေအရ ယာမဲရဲ့လူမှုကွန်ရက်လှုပ်ရှားမှုတွေကပဲစတင်ခဲ့တာဖြစ်ပါတယ်။ Instagram မှာယာမဲနဲ့အသက်30အရွယ်ရှိပြီဖြစ်တဲ့ Spain Influencer Fatih Basquet ကိုတင်ခဲ့ကြတဲ့ဓာတ်ပုံများစွာဟာနေရာတစ်ခုထဲမှာတစ်ချိန်အမှရိုက်ထားတဲ့ပုံတွေလို့ထင်ရစေတာကြောင့်ပရိသတ်တွေနဲ့သတင်းသမားတွေကြောင့်မှသူတို့နှုတ်ဦးကြားချီရေးချီရဆက်ဆံရေးတွေရှိနေရတယ်ဆိုတဲ့ကောလာဟလတွေကိုမီထိုးပေးလိုက်တယ်လို့ပဲဖြစ်ခဲ့ရတာပါ။ ဘာစီလိုနာလိုကဘာကြီးဆုံးနာမည်ကြီးဆုံးကလပ်တင်းတင်းရဲ့ဆက်ကွန်နနေရွယ်စူပါစတာတူအူအနေနဲ့သူ့ရဲ့ကိုရီးကိုတာကိစ္စရက်တိုင်းလှုပ်ရှားမှုတိုင်းဟာကဘာတော်ကပရိသတ်တွေမီဒီယာတွေရဲ့နီးကပ်ဆောင်ခြင်းမှုအောက်မှာအများနဲ့ရှိနေပါတယ်။ဒါပြင်လူမှုကွန်ရက်တွေလွှမ်းမိုးနေတဲ့ခေတ်ကြီးမှဆိုရင်ဒီလိုမျိုးသတင်းအစအနလွှဲတွေဟာအင်တာနက်ပေါ်မှာလင်းမြန်းစွာထိန်းချုပ်မရအောင်ပြန့်နှံ့သွားနိုင်တာကြောင့်လူငယ်ကစားသမားတို့အတွက်တကယ်ကိုကြီးမားတဲ့ PR တရားပဲဖြစ်ပါတယ်။ဇမက်ကိုရင်ကတော့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးလူမှုကွန်ရက်လှုပ်ရှားမှုတွေကကောလာဟလမျိုးစုံကိုဖြစ်ပေါ်ခဲ့စေပေမဲ့ပါတီဘတ်စကွတ်နဲ့ဘလို့ဆက်ဆံရေးမျိုးမှမရှိကြောင်းကိုပြည်သက်သက်သားညင်းဆိုထားပါတယ်။ စပေါ်တရင်တနာရဲ့အတင်းဖြင်းကျွမ်းကျင်သူဂျာဗီဒီဟိုယုတ်ကဂျာမဲကိုဒီကောလာလာဒီနဲ့ပတ်သက်ပြီးတိုက်ရိုက်မင်းမြန်းခဲ့ရမှာဂျာမဲကဒီကိစ္စအားလုံးကိုပြည့်ပြည့်တသားညှင်းဆုပ်ခဲ့ပြီးသူတို့နှုတ်ကြမှာဘာမှမရှိဘူးလို့ခိုင်မာပြောကြားခဲ့တယ်လို့သိရပါတယ်ဒီဟိုယုတ်ကတော့ဘတ်စကွာဘာစီလိုနာမှာအခြားတယောက်နဲ့ပတ်သက်မှုရှိနေတယ်လို့ပြန်လည်တုံ့ပြန်ပေါ်ပြထားပါတယ်ဒီကိစ္စကတကယ်ဟုတ်လားမဟုတ်လားဆိုတာအရေးကြီးတဲ့အချက်တော့မဟုတ်ပါဘူးဒါပေမဲ့ဂျာမဲလေးဖို့ကတော့ ဒီလိုကောလာဟာလာတွေကိုကြီးကိုတာကိစ္စတွေကိုအထူးတတိထားဖို့တော့လိုအပ်ပါတယ်လို့ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ဘလုံးလောကရဲ့တမိုင်းတစ်ယောက်မှာမိမိုက်ကိစ္စနဲ့ပတ်သက်ပြီးကစားမဝပြတ်တတ်တဲ့ဒါမှမဟုတ်ခြေစွမ်းကြဆင်းပြီးတောက်ပါဆုံးချိန်တွေမှာမိမိတော်တဲ့ကစားမတွေဒုနဲ့ဒေရှိနေလို့ပါပဲ။ဒါကြောင့်ပဲလာလာအသိရှိပြီးအသက်ဆက်ခွနဲ့ရွယ်သာရှိသေးတဲ့ရာမဲလီရဲ့အနာကဟာတကယ်ကိုတောက်ပါနေပြီးအောင်မြင်မှုပေါင်းများစွာကိုစုကိုးနိုင်မဲ့လာလာတွေလည်းများစွာရှိနေပါတယ်။ဒါကြောင့်သူ့အနေနဲ့ဘလုံးကစားမဘွားကိုအာယုံဆိုင်ပြီးကိုကိုကိုကောင်းအောင်ထိန်းနိုင်မှသာသူ့ရဲ့အနာကကစုပြင်းနေမှာပဲဖြစ်ပါတယ်လို့လေးနဲ့သုံးသပ်ရပါတယ်။ ဒါမဲ့အနေနဲ့ကတော့အောင်မြင်တဲ့ယာတီရှိကြီးတခုကိုဖျက်တမ်းခဲ့ရပြီးတဲ့နောက်မှာသူ့ရဲ့အနာယူချိန်တွေကိုဆက်လက်ခန်းစားတော့ရမှာပဲဖြစ်ပါတယ်။လာမယ့်လမှာ၁၆နှစ်ပြည့်မွေးနေ့ကျင်းပပြီးတဲ့နောက်မှာတော့ဘာစီလိုနာတင်းရဲ့ယာတီချုပ်ဖြစ်ရှင်အတွက်အသင်းကိုပြန်လည်ပူးပေါင်းသွားမှာဖြစ်ပါတယ်။သူ့ရဲ့နုပြူတဲ့ရွယ်နဲ့တောက်ပတဲ့အနာဂတ်အတွက်ကမ္ဘာတော်ကဘာစီလိုနာပရိသတ်များစွာကစောင့်မျှော်အားပေးနေကြတာဖြစ်လို့ဒါမဲ့ဒီနဲ့ဘောလုံးကအာယုံဆိုင်ပြီး professional ကစားသမားတို့အဖြစ်ယက်တီနိုင်ကသူ့ရဲ့လာလာကောင်းတွေကိုအပြည့်အဝဖော်ထုတ်ပြသနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမားကိုချစ်တဲ့